还有第二个。တရားအားထုတ်တဲ့လုံမှာဘာဝိတ္တဗန္ဒီဘာဝနာဆိုတဲ့အတိုင်းအမိဉာဏ်ပေါ်များအောင်ဒီဟောင်းရဲ့ကွာရှိတော် ဘာဝနာလို့ခေါ်ပရိသတ်ရဲ့ဒီဘာဝနာနှမျိုးသမထဘာဝနာဆိုတော့စိတ်အလိုတိုင်းပြီးတော့လောက်ကြံဖန်လေးပြီးတော့ရှုတော်ကိုတောင်းထားပါဘူးခန္ဓာရဲ့အရှိတရားပရမတ်ကိုရှိတဲ့အတိုင်းအမိညာပွားများအောင်ရှုတော် ဝိပဿနာပါဝင်ပုံပေါ်များအပ်တဲ့ဝိပဿနာဘောနာဆိုတာခန္ဓာမပင်ဖြစ်ရှိနေတဲ့သဘောတရားအမှန်ကိုအမှန်တည်းသိဖို့အသိဉာဏ်ပွားများအောင်ထက်ကြတာကသိနေတာဝိပဿနာဘောနာလို့ပဲ ောင်းခန္ဓာမှာရှိနေတဲ့ရုပ်ပရမခေါ်တဲ့ဟောက်ပြမှုအမှန်တရားကိုသူရှိတဲ့အတိုင်းသင်္ခေတဘာဝကိုသိတဲ့အနေနဲ့ဖောက်ပြန်တဲ့သဘောသိနေပါထောက်ပါတတ်တာပြီးပြီးမှဘာဝနာဖြစ် ဘဂရကပြည့်ပြည့်ချင်းအမိညာရင်းကြောလေးကြပြီးတဲ့လုပ်ဖြစ်တဲ့တွဲတဖြည်းဖြည်းနဲ့ဖောက်ပြန်တဲ့သဘောကိုဘဂရကမိလာရင်းကြတဲ့အမိညာနဲ့ခန္ဓာကိုယ်သဘောတော့ပြောင်းတော့ န္ဓာရဲ့အရှိတရားဖြစ်တဲ့ရုပ်ပရမတ်ကိုဖောက်ပြန်လာဟာနေရာနှောင်းသိခံများစွာဖောက်ပြန်နေတယ်ဒီခန္ဓာကြီးခန္ဓာနှောင်းရှုလည်းပဲမဖောက်ပြန်တဲ့သဘောတရားတဏှာတော့မရှိဘူးဘယ်လိုလဲအမိညာမရောက်သေးလို့မသိတာပဲရှိတယ် ပတိရဲ့ရောက်တဲ့နေရာတိုင်းကဖောက်ပြန်မှုပေါ်ရောက်သွားကြီးလေ။ခရုစိုက်ပြီးမျိုးစုံနဲ့ဖောက်ပြန်ပြောင်းလဲနေတဲ့ခန္ဓာပဲ။ခန္ဓာရဲ့ပြင်ကဘောတရားအမှောင်လေ။ကျင်တော်များစွာသက္ကာရကသိလေ။ခန္ဓာနဲ့ပတ်သက်လို့အမြင်ရှင်းပြီဖြစ်ပါ။ ကိုရှိတဲ့သိတဲ့ဉာဏ်လားခန္ဓာရဲ့အမှန်အမှန်သဘောတရားယူတဲ့ခန္ဓာကသိတော့ခန္ဓာပေါ်မှာတန်တရားတွေတစ်ခုခင်တော့တော်ရက်ပါဗျာဖျားပြင်းမြတ် ခန္ဓာကြောင့်လဲလာပြီလာတော့အမှန်တရားကိုသိချလိုက်ကြယုံကြည်မှုဖြစ်လာရတာဟိုပါလို့ဝင်နေတယ်အာဒါပိလို့သာတော့ပြမနာပါနာမည်မဆုံးမနေပြင်းပြထားတာလုံလောက်ကြီးကထားပြီးတော့အမှန်တည်းသိလာတဲ့ဗြဟ္မဖြစ်ရဆိုမြတ်တော်အကျင့် လောကကြီးကထားပြီးတော့လေ့ကျင့်တဲ့အတွက်ဗေရာယတ်တွေကလည်းခန္ဓာကိုယ်ဉာဏ်နဲ့ကြည့်ရကျင်ခန်းလိုက်ဘုံဝိစေစေဓမ္မပရမတ်ထသဘာဝဆိုတဲ့သေကိုသဘောတရားလို့ပါတုဘွန်ဒီတဘောဘောတလုံးလုံးတလုံးလုံးတရွရွလေ့ကျင့်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ငါဉာဏ်ဝမှာထင်လာကုန်တယ် မောင်ဝရရဲ့ပြန်လာပဲဒါကြောင့်လို့ဒါကအမှန်တရားပရမယလို့မသိသေးတဲ့အချိန်မှာအမှန်တရားကိုအမိညာမဖြစ်သေးဘူးအလေးချင်းများလို့ဒီဟာမပြောင်းလဲဝဲနဲ့ဒီသဘောကြီးပဲထပ်ထားတကတွေ့တော့ဒါကလည်းအမှန်ပဲလို့စိတ်ချလက်ချယုံကြည်ရရတဲ့အချိန်မှာအထပ်ကသင်္ခါဝပြန်ပြီးတော့ အထတလမီကလေးဒုက္ခနာကိုညာနဲ့ကြည့်လို့သဘာဝတသုံးတို့တလုံးတို့တရားရောညာမထင်ရထုခါလိုက်အဘထိုတရားလို့အားထုတ်တယ်ငါအားသဘာဝလုံးလုံးတော့ပင်ဟာမိမောင်ကြပုဂ္ဂိုလ်တ attva လို့ထင်လာတဲ့အထက်ဟုတ်မဟုတ်လားဟုတ်လေလားဆိုတဲ့တောင်တရားဝိသိကိစ္စ

အမှန်တရားကိုအမှန်တိုင်းသိတတ်တဲ့အသိဉာဏ်နေရောမမှန်တာတွေလက်မခံပဲဖြစ်သွားတာဓမ္မမှန်နဲ့ဝိမှုတော်အထင်မြင်ဆွဲယူပယ်လိုက်လို့ဆိုတာဒါဘာကြောင့်လဲဆိုတော့ရတော့ပါ ရတော်ပဇာနာတိသာယတုတော်ဘောအကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားဖောက်ရမ်းမှုတွေပဲအပိုင်နိုင်ပြီးတော့တဲ့အတွက်သိအောင်လေ့ကျင့်တော်တဲ့အတွက်ဓမ္မစောပြတရားအထုတ်တဲ့အစဉ်တပြေးပြေးနဲ့အလေ့ကျင့်များလို့ဉာဏ်ရင့်ကျက်လာရင်သူ့ဘာနဲ့သူပြေတော်တဲ့အကြောင်းဉာဏ်နမူနာပဲ ။ဘယ်ဒီလိုမျိုးဆိုဗျာ။ကိုရောဖြစ်ရင်ခေါ်ပြရတော့။တော့လက်တွေ့ကြရလိလာနေခြင်းမဲ့ပါဟောကတည်းကတရားရရောက်တော်ကြောင့်ရသော်ရ45ဝါလောက်ခေါ်လာတဲ့တရားရဲ့ ကျွတ်တဲ့သတ္တဝါသင်္ချေ20ကျော်တော့အဲ့ဒါကြောင့်လက်တွေ့ကြကြဆိုပြလိုက်တော့လက်တွေ့လောက်လာတဲ့ပုံကိုအကုန်တရားရမိမိတို့လည်းမျက်စောပြားလမ်းညွန်ကြအထင်ရှားရှိနေတဲ့အချိန်ခန္ဓာရဲ့ပင်ကိုယ်ဒီသဘောတရားဆိုတဲ့ဒီမင်းမသက်ပြောင်းလဲဖောက်ပြန်ချက်တွေ ထခရကကြီးဖောက်ပြန်နေတာလည်းသိကျိန်းခေါင်းများစွာကြီးမင်းကြီးမသက်ပြောင်းလဲနေတာလည်းဖောက်ပြန်လို့သိဒီသည်ဇက်တိုက်များသွားရင်လက်တွေ့ကြကြဒီသဘောတရားကြီးမြင်လာမှာဆိုကိုရိရှင်းပြတဲ့ယောဂီပုဂ္ဂိုလ်သိလာလေ ဒါကြောင့်ကိုသိရမယ်တရားဟာတခြားတော့မရှာရမိမိခန္ဓာကိုယ်မှာအလေးကျင့်ရသွားရင်ရကြတော့ညာဟာအသိဉာဏ်ကြီးဖြစ်လာဟုတ်လားကရခန္ဓာပင်ရှိတဲ့အရှိမူပါမြတ်စွာဘုရားအဓိကထားပြီးပြောလိုက်။သဘောဉာဏ်ရှင်းပြအောင်လေ့ကျင့် ဝမ်းများဖို့အတွက်တော့ကိုယ်တောင်းနေကိုအကုခန္ဓာအရှိကိုကိုယ်အတိများအောင်ထပ်ကြရကသိပြီးထောက်ပြန်လေတော့ ဝိပဿနာလုပ်ဆိုတာခန္ဓာရှိမဟုတ်တဲ့ပြညာကိုလုံးဝနှလုံးစုံလုံးပေးရသူအရှိကိုသိရတာလို့အဲမရှိတဲ့မယုံတော့ပြပုဂ္ဂိုလ်တ attva လောကပြောတယ်ပြောလို့လောကဖယ်တာ ရှိနေတဲ့သဘောတရားဘာဆိုတာပထမဆုံးလိမ့်လာစူးစမ်းပြီးတော့မှမြတ်စွာဘုရားလမ်းညွှန်ချက်ကိုကြည့်ပြီးတော့ဟောဒါရီရတကယ်တော့ဒီတော့ငြိမ်သက်မှုမရှိတဲ့ဖောက်ပြန်မှုတွေပဲမုဂ္ဂလခန္ဓာပေါ်မှာမှိုင်းဝင်ကြတာ ခန္ဓာကြောင့်မကြည့်လို့မသိတော့ဒီခန္ဓာကိုယ်ဒီတည်တဲ့နဲ့ခိုင်မာတဲ့ကြောက်ပြင်းတဲ့ငြိမ့်တဲ့သဘောတရားပဲလို့အတ္တဒိဋ္ဌိနဲ့ပြောတာလောကအတ္တမှလုံးဆွဲတဲ့ဘိမောင်ကျလို့မှတ်ထားတယ်။ဒါကိုမေဇောပရိပ္ပာဆိုဘယ်မှလိုက်တယ်အသိနဲ့ ခန္ဓာကိုယထာဘူတယထာသဘာဝအတိုင်းအရှိကိုရှိတဲ့အတိုင်းကြည့်တော့တည်တမ်းမှုမရှိတဲ့ငြိမ်သက်မှုမရှိတဲ့မိမောက်ကြမှာဟုတ်တဲ့သဘာဝတရားတွေပေါ်တယ်ဒါကြောင့်လောကနေပြီးတော့ပြောတယ်သိမြတ်တယ်သတ်မှတ်တယ် သဘောတရားတွေကခန္ဓာနဲ့တက်ကြည့်တော့လုံးဝဆန့်ကျင်ခန္ဓာရှိနေမင်းတို့အသိနဲ့ဟာသိကွာအဲ့တော့ခန္ဓာရှိကိုသုံးသွင်းနေမသိရဲ့ယုံကြည်လက်ခံမှုရအောင်တိုက်တွန်းတဲ့အတိုင်းသိရဲ့ ဘင်းမလို့ခိုင်မာတဲ့တောင်းတဲ့နဲ့တီရနဲ့ထဲနဲ့အာဒရီကြီးမိမသာမိမဟုတ်ကြပုဂ္ဂိုလ်သတ်လို့ထဲနဲ့သက်ကားတည်းကြီးလုံးဝမရှိတာမဖြစ်တာတို့လေဘယ်တဖက်ကပြညာကမိမဟုတ်ကြပုဂ္ဂိုလ်သတ်တော်လို့မှတ်တဖက်ကပရမသုရအမှန်တရား ပြီးတော့ဆိုင်မှာမှုမရှိတဲ့ဖောက်ပြန်တဲ့သဘောလို့သိဘလို့မှားလဲဆိုတော့အဲ့ဒါချိန်ဟုတ်ခန္ဓာဓမ္မရိတ်ထံသဘောနဲ့အရှိရှိတဲ့အတိုင်းမဇ္ဈိမပရိသတ်ကြကြဘယ်မလိုက်တဲ့အသိနဲ့ရှိပြီဆိုရင်ခန္ဓာရဲ့မငြိမ်မသက်ရွေးချပြောင်းလဲနေတယ်သူဩဒါဖောက်ပြန်တဲ့သဘောကြီးပဲ လောကောကျပုဂ္ဂိုလ်တ attva တို့တောင်တဲ့ခိုင်မာမှုတို့မြတ်စွာဘုရားအနုရာရတုံးပါအနုရာရရဟောညွှန်တဲ့အတိုင်းဘယ်မှာမှဘယ်လူမှရှာမရဓမ္မမှန်တဲ့သဘောတရားဆိုတာမြတ်စွာဘုရားပြောမှာမဟုတ်အမှန်တရားကိုသိပြီးတော့အမှန်တရားဒီတကယ်အမှန်ရှိတဲ့တရားပဲလို့ယုံကြည်မှုရတယ် မမမကန်းနဲ့စောယူမှုပါသူ့ဟာနဲ့ဆိုအပိမပြီးရမခံလို့ဒါကွာတော့ပြုတ်သွားပြတ်သွားတော့သတ်တာတွန်းဖယ်နေရတဲ့ကိစ္စမဟုတ်ဘူးတောင်းမြတ်တော်ဗျာပြုတ်ထိုက်တဲ့ဝိနည်းရတဲ့အတွက်အမှန်တရားသိတာတခုနဲ့ဆက်ပြီးပြေးမမမကန်းနဲ့ကိလေသာနဲ့ပတ်သက်တယ်အကုန်လုံးသူ့ဟာနဲ့ပြန်နေလိမ့် တကယ်တော့ပုရိသတ်တော်မမောမကန်တဲ့ကိစ္စကိုဖွဲယူသွားလို့လိုက်ပါတော့မိမိတို့အမှန်ကန်သိသွားတော့မမောမကန်ကိုဖွဲယူတာမရှိတော့အမှန်သိတဲ့ဥစ္စာပြထက်ကတည်းကသိ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 မမောမကန်ဖွဲမှုကသူ့ဟာနဲ့သူပြန်နေတယ်အဲ့ဒါသဘာဝအဲ့လိုမျိုးဆိုရဟိုဒီဒီအာရုံမပြောင်း ရှိတဲ့အရှိတရားကိုသာသိပြီးဆက်သိပြီးထက်ကလည်းကသိပြီးဒါတို့ကလည်းသဘိညာတော့သဘာဝတရားသဘာဝတိုက်သိသလားသဘာဝမဟုတ်တဲ့လောမမကံလောရီယာမိမိတို့ဖယ်ရဖွာတဲ့ကိစ္စမဟုတ်ဘူးအမှန်သိတယ်အမိတယ်ဟိုက မမမကန်နဲ့ဥလာကိုဟာနဲ့ကိုဆွဲလာတဲ့ကိစ္စတွေငါတို့ပုဂ္ဂိုလ်သတ္တဝါလို့မှတ်လာမှတ်လာရတင်းရဆိုင်မာရလို့ဆွဲပါဆွဲယူရမဟုတ်ပါလားကိုကိုယ်တိုင်းမဟုတ်တော့မဟုတ်တော့သိမမှန်တော့မမှန်မမှန်ကြောင်သိနေတယ်အမှန်တရားအားရှိပါတနည်းတော့လဲအမှန်တရားကိုကြိမ်ဖန်များစွာပွားလို့ ဘာဖြစ်냐ရေးပြတိုးတက်လာရင်မောမောနဲ့ကိစ္စဟာအလိုလိုအားနေပြီတော့သူပြန်လိုက်တရားရရတယ်ဆိုတာအမှန်တရားကိုအမှန်တိုင်းသိပြီးတော့မိမိရရရှိသွားတာကိုပြောတယ်အဲ့လိုမိမိရရဖြစ်သွားရင်တစ်ဖက်ကမရွံ့လာတဲ့တက္ကະဒိဋ္ဌိအတ္တဒိဋ္ဌိအစွဲလမ်းနေတာအနည်းဆုံး အမိမပြုခြင်းမခံရတဲ့အချိန်မှာရောပါအားနေလားတုခါနာကိုအမှန်သိရတဲ့သဘောအဲ့ဒါလို့အကျိုးတရားတွေရရှိလို့ဒီလိုစုအကြည့်ရသိရတဲ့ကိစ္စကတော့ဖောက်ပြန်တဲ့အမှန်သဘောကိုဖောက်ပြန်နေတယ်လို့သိသွားမယ် ခန္ဓာနာအောင်အတတ်နိုင်လို့ပြီးသွားမယ်။ချိန်ခါမြဲတော့လေ့ကျင်ပြီးတော့ဒီအသည့်ခိုင်မာအောင်လေ့ကျင်သွားမယ်ဆိုရင်ကိုလူချင်းနဲ့ပန်းတယ်ခါထူတော့မလျော်ဘူးသူ့အနေနဲ့ဒီရောက်ပါအမှန်တရားကိုအမှန်တည်းများများသိဖို့လားဘုရားနဲ့ကိုကြိုးစားပါ ြည့်ရဆိုတဲ့ကိလေသာဆွဲဟာလူမသိကြတဲ့ကသူများပြောလို့မှတ်လိုက်ရစားတယ်။နှစ်ပေါင်းမနေဘူးဆွဲလာ။ဒုက္ခလည်းအမှန်လဘောကမှန်ရလို့ကိုယ်ခန္ဓာနဲ့ကိုယ်အသိနှိမ့်နေပါရဲ့နဲ့ရုပ်ကြည့်မှုမရသေးတာအစွမ်းမဖြစ်နိုင်သေးတဲ့ကိစ္စ။ မမှန်ဘူးလို့သိသွားရင်ကြာတော့ပြုတ်ပါမမမူလို့ဒီအမှန်တရားတိအောင်အားထုတ်နေကြရောရအမှန်တရားဆိုတဲ့ဖောက်ပြန်တဲ့လူငြင်းငြင်းသိပေးလိုက်တဖြည်းဖြည်းဆိုအားနေတော့ဒါကြောင့်ခေဘကတော့ပါမြင့်တော်နဲ့အင်းကြီးလုံးကြီးအဝတ်ထည်ကြီး ပြင်းမင်းပြေးလိုက်တော့ရှော်လိုက်ဖို့လိုက်ဖောက်ရည်တိုက်ပြီးရှော်ဖို့ပြောင်းသွားတာသင်ကျေတော့လို့တော့လည်းပဲအဘုကတော့ဖြူသွားတယ်လို့တော့လည်းဖောက်ရည်နတ်မှုပြင်းမင်းနတ်မှုကမကုန်ဘူးအနတ်နေရှိအဲ့တော့ဒီသီချင်းကနတ်သားကျုပ်ရဲ့ထဲထားတော့တပြည့်ပြည့်တဲ့ဒီအနတ်ကြီးပြောင်းပြီးကိုယ်ရဲ့အနတ်ကြီးရမြတ်စွာဘုရား ဖေဖကတော့ဥမာနဲ့တော့ပြသမီးတို့အမှန်တရားကိုတော့သိတယ်ဒါခိုင်ခိုင်မာမာမဆိုးသေးဘူးမိမိတို့မှားယွင်းတဲ့မိမကိုကြမှတ်တဲ့သက်သာတည်းဒီသာခိုင်မာတဲ့ထင်းနဲ့အတ္တတည်းမမမန်းတော့သိတယ်လုံးဝဖြုတ်လို့မရဘူးသို့တော့အချင်းရှိတော့ အမှန်တရားကိုဆက်ခါဆက်ခါသိပေးရင်တော့နောက်နောက်ကြုတ်ကြဲထဲထားတဲ့အဝတ်ဒီဆက်ပြန်တော့တင်မုန်းတော့လို့တစီးစီးနဲ့ပျောက်သွားသလိုခဏခဏလေးလာပြီးတော့အမှန်တရားသိပေးရင်တစီးစီးနဲ့မင်းမျိုးရအမှားစွဲမှုတွေတစီးစီးနဲ့ပျောက်သွားအဲ့တော့ဒါတွေပြောက်ဖို့လည်းပဲမြတ်စွာဘုရားလမ်းညွှန်ချက်က ခါလိုက်အမှန်လေးရတာများများသိပြီဆိုရယ်အဘိဓမ္မာဝဇ္ဇနာဘုရားမြတ်စွာဘုရားပြောတဲ့စကားဟင်းနှခုနှမျိုးမပြောဘူးတစ်မျိုးတည်းဒါတစ်ခုတည်းသိပါအမှန်လေးသိပြီပါဘယ်လိုနေနေအမှန်ရှိတဲ့သဘောတရားအမှန်တိုင်းသိဘုရားမှာကိလေသာ၃ပါး၁၀ပါး၁၅၀၀ဘာလို့လဲ အမျိုးမျိုးဘောကယောကနိဗ္ဗာန်အမျိုးမျိုးအမှားကြီးမှန်နေအကုန်လုံးဟာပုရိသကတ်တယ်အားလုံးအဲ့ဒါကိုမြတ်စွာဘုရားကြီးဉာဏ်တော်နဲ့ဖြတ်ကြည့်လိုက်တော့အမှန်တရားမသိလို့မှားရုံအမှန်တရားသိပြီဘုရားလို့အမြစ်ကနေပြီးဖြတ်လိုက်တော့ မာရင်းနဲ့လက်သာရင်းနဲ့ပတ်သက်တဲ့ပြိလေပါဘာရောကဲဩကယောဂနိဗ္ဗာန်အားလုံးသူကနေသူ့အစ်စ်နဲ့ပြုတ်သွားတယ်အရင်ကံတရားအမှန်တရားသိဖို့ပါအဓိကဖြစ်တယ်။ဒါကြောင့်ရုပ်ပရမတ္တိဖောက်ပြန်တဲ့အမှန်တရားကိုတကယ်ကိုဖောက်ပြန်နေတဲ့အမှန်တရားပဲဒီတစ်ခုတည်းဆန္ဒကိုနှောက်ဆိုးဆိုးမြဲမြဲ ဒီဟောင်များစွာကိုယ်အသိဉာဏ်ရင့်အောင်နေခြင်းပြုသံဃာမှာကိုယ်ဒုက္ခပေးတယ်ကိလေသာသောစေအားလုံးဟာသူ့ညာဆင်းတဲ့သူပြေသွားမယ်မပယ်နိုင်သေးတဲ့ကိလေသာမျိုးအားနေတော့ ။ဒါမျက်စောပြရဲ့အမှန်တရားသိဖို့မမမကန်လာပြီးပြေသွားတဲ့အကြောင်းဉာဏ်တော်မြင်တဲ့အတွက်ဒီတိုင်းမှွန်တာ။စူးစမ်းပြီးကြည့်ပြီး ခန္ဓာရဲ့ပင်ရဲ့အရှိဆုံးတဲ့ရုပ်ပါမတ်တွေဖောက်ပြန်ခြင်းအမြင့်ရမြားအောင်ဟောနေဝိပဿနာဘာဝနာဒါဒီဘဝမြားအပ်တဲ့အမြင့်ရရင့်ကျက်မှုကိုအဓိကထားပြီးတော့အာသဝတ္တပဋိစ္စကိုကျူး အကြောင်းပြုပြီးဘယ်လိုဖြစ်ဖြစ်ခန္ဓာကိုသိစရာကိုယ်အကျိုးတရားပဲကိလေသာပယ်ဖို့ဒီသည့်ပဲသာရပြတ်ဖို့ဒီသည့်ပဲလုံးဝရုပ်နာခါရချုပ်ငင်းပြီးတော့နိဗ္ဗာန်ရဖို့ဒီသည့်ပဲလို့သဘောပေါက်ရင်ဒီသည့်ကိုစောစောမြဲမြဲ

ကိုကိုရှိနေတဲ့အရှိယခက်ခါတကပြီးတော့အာပြာမိညာခိုင်မာတော့အမှန်တရားဝိပုဒ္ဓအပညာနဲ့မှရှင်းအောင်ဒီဝိသိဝိရတိသာတကယ်သဘောပေါက်တယ်လို့မိလိုဒီလိုထိုင်မှမဟုတ်ဘူးဘယ်ဒီရောက်နေနေနေ ဘယ်ချိန်မှရှုရှုဘလောက်မှသိလို့တော့ဖြစ်အသိဉာဏ်ပါတရားဖြစ်ဘုရားရှင်ခိုင်းရဲ့အတွင်းမှာဆက်မထားတဲ့ချိန်တိုင်းချိန်တိုင်းမှာအဓိကစိတ်ကိုတမျိုးနဲ့ထားပြီးတော့သိမှာဆိုရင် ဒီစကားရဲ့ထဲမှာပဲမိမိတို့လုံလောက်ပဲအားကိုးလို့ရမယ်အမိညာဖြစ်သွားတယ်ဘယ်လူတွေကဘာပြောပြောကိုယ်အသိလားဗရဏကိုယ်ခန္ဓာရှိတဲ့အရှိကိုကိုယ်အသိလားသိသွားမှဆိုရင်တော့မင်းထရင်တော်ရင်လိုင်းဆိုင်တော့အကုန်လုံးသိလို့ရတယ်ကိုယ်ခန္ဓာရှိလို့သိလို့ရတဲ့ဘောတွေဖြစ်အချိန်နည်းသွားပြီ

တတ်မှတ်ထားတဲ့အချိန်မဟုတ်ဘူးအခုပြောကြတဲ့အတိုင်းကိုယ်ခန္ဓာပေါ်မှာကိုယ်အသိရောက်ဖို့သာလိုတယ်ကိုယ်အသိနဲ့ဆက်ကဆက်ကတက်လို့သိဖို့သာလိုတယ်ဆိုတော့အချိန်ကြီးလေးသိရမှာပဲကိုယ်ခန္ဓာရဲ့သဘောတရားတော့အချိန်ကြီးလေးရှိနေတယ်ဒီပါအဲ့ဒါတွေအတတ်နိုင်ဆုံးပြီးအောင်ခွေရလေးရောကိစ္စတွေဖယ်ပြီး